းမှာအဲ့ဒီခြင်းတွေအကုန်လုံးတရက်ထဲနဲ့အပြီးသွင်းရတာခေးဆိုလို့ရှိရင်လည်းအရင်ဟိုအချိန်လဲတိကျတယ်အလုပ်ပေါ်မှာလည်းဒီယူဆိုင်တယ်ပေါ့နော်ကုစုံဝင်းနိုင်ဆိုလို့ရှိရင်ခန်းနေအရင်အများကြီးမဟုတ်ပေမဲ့ပါတဲ့ခန်းတိုင်းမှာကုစုံဝင်းနိုင်ရဲ့ဇက်ရုပ်နဲ့လိုက်တယ်မေးတော့ဆိုလို့ရှိရင်လည်းဒီကားထဲမှာသူသူတည်ဆောင်တဲ့ခန်းလေးပေါ့လေတော်တော်ရင်ထဲမှာချိတယ်ကုသူကနေအာကုသူမဖြစ်ရလေအောင်ဒီအလူကမန်းတောက်ကိုချက်ချင်းတဲ့ သူ့ကိုဘာဖြစ်လဲဆိုတော့ဒီဒေါတုံအနေနဲ့သူ့ကိုကြည့်ရတာတော်တော်တနာစရာကောင်းတဲ့လူတစ်ယောက်လိုပဲမြင်မိပါတယ်အမကတော့ဦးကျော်နဲ့တူရလို့မမြင်ပါဘူးနေဝင်းကနေဝင်းစတိုင်နဲ့နေဝင်းတော့ရှိပါတယ်ကြည့်တော့လေဒါခုမှပြန်ကြည့်ရတော့ဗောနော်ဆိုတော့အဲတော်တော်လေးကိုရှင်နေမှာထိတယ် ာတကယ်ကိုမြန်မာမှုစစ်စစ်အရသာလေးပဲခံစားရတယ်။တကယ်လူနေမှုဘဝမှာလည်းဖြစ်ဖြစ်နေတဲ့အရာတွေပေါ့နော်။ဆိုတဲ့ခါကျတော့ပရောလေးကိုကြည့်လို့ကောင်းပါတယ်ရှင်။ဒီ character လေးကိုလည်း MPK နဲ့ဆောင်ပြပြပေးပါအောင်။အဲဒီ character ကိုရိုးရိုးကြီးကြီးဟိုဘောကိုတာဝန်ပေးတဲ့ပေါ့ character ကိုအော်ရတဲ့အောင်ကျေးဇူးတင်ပါတယ်။အဲ့တော့စရောဒီကားကိုရိုက်မယ်ဆိုတော့ အဲကိုကိုရိုင်းတချင်းဆိုအစီအစဉ်တော့မရှိဘူးပေါ့နော်အဲဒါပေမဲ့ကိုရတာကပြောလဲအမရဲ့ဒီထဲမှာရဲ့ size ဆိုတော့ဆိုတော့တဲ့ဒီထဲကဆိုရမယ့်တချင်းတွေကိုတဲ့အမကိုရိုင်းဆိုရင်ကိုကောင်းမယ်ထင်တယ်တဲ့ဆိုတော့ကိုကနားထောင်ကြည့်လိုက်တဲ့ခါကျတော့ပြောရရင်ဒါကိုတစ်ခါမှမဆိုဘူးတဲ့ပုံစံပေါ့နော်အစမူရဲခါကြတော့ပြီးတော့ဒီတချင်းတွေရတယ်ဒီကမြန်မာသားစစ်စစ်တချင်းတွေဆိုတော့လေဆိုတော့အမရွေးမခံလို့မရဘူးပေါ့ဆိုတဲ့ခါကြတော့အမစူးစမ်းကြည့်မယ်ဆိုပြီးတော့အမ အာပြောတဲ့ခါကျတော့မန္တလေးကဒီဇိုင်နာကိုထွန်းထွန်းလင်းနဲ့ကိုမျိုးမင်းဆိုတာအာဒီတချင်းဆိုမယ်လို့ပြောတဲ့ခါကျတော့ဒါဆိုရင်အဲအမားရဲ့ဒီဆီယမာကြီးရှိရပေါ့အမေထေသီးတန်းတန်းဆိုတာဒါရင်ကျင်းမှုပါပေါ့နော်အဲဆီယမာကြီးအမေထေသီးတန်းတန်းကနေပြီးတော့မအောင်ဒီတချင်းနေဆိုဖို့အတွက်ကိုသူက ဟိုကဲဂိုင်းလုတ်ပေးခဲ့တာပါဒါကြောင့်လဲဒီတစ်ချင်းလေးကအမေထေသီတန်တန်းကိုဟိုကဲဂိုင်းလုတ်ပေးခဲ့လို့လဲဒီလိုတက်တက်ရဲရဲကလေးထွက်လာလို့လေအော်အမေထေသီတန်တန်းရောအဲဆက်သွယ်ပေးရဲကိုထုံးထုံးလေးနှုတ်ကမျိုးမင်းဆိုးလို့လဲကျေးဇူးတင်ပါတယ်ပြီးတော့အမောဒီကားမှာဒီကာရိုက်တာအနေနဲ့ရုံကြည်ကြည်နဲ့အမောကိုတယုံဆောင်ခွင့်ပေးခဲ့တဲ့ကိုရတာနဲ့ဒီရောတန်ဝိုင်းတော်သားအားလုံးကိုကျေးဇူးတင်ပါတယ်မန်းလေးမှာအဲ့ဒီတစ်ချင်းလေးအကုန်လုံးတရက်ထဲနဲ့အပြီးသွင်းရတာ တရားထမ်းနေပြီးသွင်းရတော့အမေထိတ်တိရဟိုမတွင်းငယ်တချင်းအတန်မတွင်းငယ်၂ရက်လောက်ကြုံပြီးတော့သူကကိုယ်ဟို training လုပ်ပေးခဲ့တယ်ပေါ့နော်ပြီးရဲ့ခါကျတော့တွင်းတဲ့ခါကျတော့လည်းအမေကအဲ တနေ့လုံးပဲအဲ့တချင်းစသွင်းတဲ့ချိန်အားစပြီးတော့ညနေဆောင်ထိတောက်လျှောက်အမနာမနေပြီးတော့မှဒီသူဟိုတေချာလုပ်ပြီးတော့ကိုခိုက်လုပ်ပြီးခဲ့ပေါ့ဒါကြောင့်လည်းအလောက်တက်တက်ရရလေးပေါ့နော်ပြီးတဲ့အခါကျတော့ကိုပိုနိုင်ကိုပိုနိုင်ကိုလည်းကျေးဇူးတင်တယ်ကိုပိုနိုင်နဲ့အသက်ဖမ်းတဲ့သူတွေအားလုံးကလည်းဟို မီးရမလားချွေးတလုံးလုံးနဲ့အကုန်လုံးကစတူဒီယိုထဲမှာလေအဲ့လိုစိတ်ရှည်လက်ရှည်နဲ့ကိုအချိန်ပေးပြီးလုပ်ပေးခဲ့လို့တတ်တတ်ရရလေးထွက်လာတာမရှိဘူး။ဒီလိုမျိုးဆိုင်းသစ်ရှင်တွေကဘာလို့ဆိုကြဘူး။ဆိုကြဘူး။ဒါပထမအဆုံးဆိုတာပါ။ပေးမကောလုံးမဟာ။ဟဲ့အောင်မြတ်ဆန်မင်းရပါဦးလား။ ဒီဇလန်းကိုကိုကမရခင်ကတည်းကချိုးဖတ်ထားတာပေါ့နော်ဆိုတော့ဒီပြောညွန့်ဆိုရင်နောက်ဆုံးတခြင်းလေးရှိရယ်အဲ့ဒီနောက်ဆုံးတခြင်းလေးကြတော့အဲ့ဒီတခြင်းလေးကိုသွေးနေတဲ့အချိန်မှာအဲ့ဒီတခြင်းအဲ့ဒီတခြင်းသွေးနေတဲ့အချိန်မှာပဲဒီကိုဇဒီဇလန်းကြီးတစ်ခုတော့ကိုယ့်ရင်ထဲမှာရှိနေတာပေါ့နော်ရှိနေတဲ့အခါကျတော့အဲ့အတန်အားစအဲ့အဲ့မှုကဝင်သွားတယ်အဲ့လိုမျိုးဖြစ်သွား ဖြစ်ပြုဆောင်နေဒီဖြူဝင်ဝါရဲ့ပြုဆောင်ချက်တွေရောဘယ်လိုလေးရည်ပြုခဲ့ရလဲသူ့ပေါ်လေးနည်းနည်းကောက်ခံချက်တွေပါဟုတ်ကဲ့ဒီမှာအားလုံးကလေပါတဲ့တယုတ်ဆောင်နေအားလုံးအကုန်လုံးတယုတ်ဆောင်ကဟိုအားလုံးကြိုးစားကြတယ်ပေါ့သူလောရမဲ့ character ကိုတတိတတက်နဲ့တတက်ရရနဲ့ကြိုးစားတယ်ခေးဆိုလို့ရှိရင်လည်းအရင်ဟိုအချိန်လဲတီးကြတယ်အလုပ်ပေါ်မှာလည်း view site တယ်ပေါ့နော်အဲဒီကောက်မှာလည်းသူ တကယ်ကိုဖန်းဖို့ဖြစ်ခဲ့တယ်ပေါ့လေပြည့်တဲ့ခါကျတော့ပြောစရာရှိအားလုံးဒီကားထဲမှာကိုစော်ဝဲနိုင်ကိုစော်ဝဲနိုင်ဆိုလို့ရှိရင်ခန်းနေအရင်အများကြီးမဟုတ်ပေမဲ့ပါတဲ့ခန်းတိုင်းမှာကိုစော်ဝဲနိုင်ရဲ့ဇက်ရုပ်နဲ့လိုက်တယ်အဲသူတေးဥဆောင်လာရင်တော်တော်လေးရင်ထဲမှာဂျင်းနဲ့အားရမိတယ်ပေါ့တေးဥဆောင်အပြင်ပြိသက်တယောက်အနေနဲ့ကြည့်ရတာဂျင်းနဲ့အားရမိတယ်ပြီးတော့ညီမလေးမေးတော့မေးတော့ဆိုလို့ရှိရင်ဒီကားထဲမှာသူဟို သူတိုးဆောင်တဲ့ခန်းလေးပေါ့လေတော်တော်ရင်ထဲမှာထိတယ်ဆိုတော့အာဒီကားကားတစ်ကားလုံးကိုအခုကြည့်လိုက်ကြလို့အကုန်လုံးကဒီကားကောင်းတယ်အဲအားလုံးရဲ့ရင်ထဲကိုရောက်တယ်လို့ခံစားရတယ်ဆိုတော့ဒီကားထဲမှာ ပါတဲ့သူ အားလုံးရဲ့စူးစမ်းအားထုတ်မှုဟာ မလျော့ခဲ့လို့ပေါ့နော်ဒါဒါပိတ်ကားထဲမှာပေါ်တဲ့လူတွေကတရုတ်ဆောင်တွေကိုပဲမြင်ကြလို့ဒီတရုတ်ဆောင်တွေဘယ်လိုအဲစူးစားရဲဆိုတာပဲပေါ့နောက်ပိုင်းကွယ်ရမှာနောက်နောက်ပိုင်းကနေဒီတရုတ်ဆောင်တွေရဲ့ဆက်ဆက်ဆောင်မှုကိုအဲပြည်ပြင်းအောင်လို့အတွက်ရိုက်ကူးပေးခဲ့တဲ့ကင်မရာမန်တွေပြီးတဲ့ခါကျလို့ရှိရင်ဒီမီထိုးမန်တို့တွေရှိတယ်ပြီးရင်ရှူတင်စီစဉ်တဲ့လူတွေရှိတယ်စတီမန်နေဂျာတွေရှိတယ်ဒါပေါ့အားလုံးအားလုံးက စီစီလုံးလုံးနဲ့စူးစားခဲ့ကြလို့ဒီလိုလေးတတ်တတ်ရဲ့အောင်မြင်မြင်လေးဖြစ်လာတယ်လို့အမကတော့ထင်ပါတယ်။ကိုနေဝင်းရောဘယ်လောက်ထိမုန်းခဲ့ရလဲကြည့်လို့။အရန်ကိုအတကြီးလောဘကြီးရဲ့လူတစ်ယောက်ဖြစ်သူ့ကိုတွေ့ရပါတယ်။ကုသိုလ်ကနေအာကုသိုလ်မဖြစ်ရလေအောင်ဒီအလူကံမန်းတောက်ကိုချက်ချင်းသိဘာသာမှထပ်မကြခြင်းဘူး။ အဲ့ဒါပြောရတယ်လူကအရန်ကိုအတအတအရန်ကြီးပြီးတော့နောက်ဆုံးအတကြီးလောဘတွေကြီးဒေါသတွေကြီးတဲ့လူရဲ့နောက်ဆုံးအဆုံးသတ်ဆိုတာမကောင်းနိုင်ဘူးပေါ့နော်ဒါလေးကတော့ဟိုကြည့်တတ်မယ်ဆိုလို့ရှိရင်တော့လေအဲ့ဒါပညာရရတယ်ပေါ့ဒါလေးက ကိုနေဝင်းเนี่ยအဓိကပထမဆုံးပဲအမဆုံလူတာပါသူနဲ့ဒီတကားပဲရိုက်ဖို့သေးတယ်ဟုတ်ဆိုတော့အလုံးလို့ရတာ तू อ่ะ तू อ่ะအလုံးပုံမှာလည်းစိတ်ဝင်စားပါတယ်အလုံးကိုလည်းစူးစမ်းပါတယ်ပြီးလို့ရှင်အဲရိုက်တာပြောသမျှပြောတဲ့အတိုင်းပဲပေါ့เนาะ तू တေချာနာခမီးလိုက်လို့တယ်ပြီးတဲ့ခါကျလို့ရှင် သူကိုယ်ရဲ့စူးစမ်းခြင်းစိတ်ရှိလို့ပါနော်စူးစမ်းခြင်းစိတ်ရှိပြီးတော့စိတ်ဝင်စားနေစူးစမ်းခြင်းစိတ်ရှိလို့လည်းသူ့ကိုဒီအောင်မျက်စံ character လေးမှပြင်ပြင်းနဲ့မမတ်ရရင်လေးတွေ့ရတာပေါ့သူ့ကိုဘာဖြစ်လဲဆိုတော့ဒီဒေါ်တုံအနေနဲ့သူ့ကိုကြည့်ရတာတော်တော်တနာစရာကောင်းတဲ့လူတစ်ယောက်လိုပဲမြင်မိပါတယ်ဘာလို့လဲဆိုတော့သူ့မှာအတ္တတွေဒေါသတွေဖုံးလွှမ်းနေတဲ့အခါကျတော့လေအမှန်ကိုလည်းမမြင်နိုင်ဘူးအမှန်ကိုလည်းမသိနိုင်ဘူးအဲ အမှန်တရားနဲ့သူ ਨੇ ဝေးနေတာပေါ့နော်။အော်တနာစရာလေးပေါ့အဲ့လိုပဲမြင်မိပါတယ်။တကယ်တကယ်မြင်မှာပေါ့နော်ဒီကုနေဝေးလို့ဒါတော့ငယ်တော့နဲ့တူတယ်လို့အဲဆိုတုံးသက်ကြတယ်ပေါ့နော်ပြိတ္တ။ဒီလိုဘယ်လိုထင်လဲ။အဲအမတော့ဥကြုံနဲ့တူရဲလို့မမြင်ပါဘူးနေဝင်းရနေဝင်းစတိုင်နဲ့နေဝင်းတော့ရှိပါတယ်ဟိုတေယုတ်ဆောင်ဆိုတာကတော့ဒီကို့ပေးလာတဲ့ character ပေါ်မှာအဲပြပြအောင်တေယုတ်ဆောင်ရတာဖြစ်တဲ့တကားနဲ့တကား တူမှာတော့မဟုတ်ဘူးတူချင်မှလည်းတူမှာပေါ့နော်ဘလို့မှတော့မတူနိုင်ပါဘူးဆိုတော့မတော်ဆိုလို့ရှိရင်ဒီလိုပဲအပြင်မှာနေတဲ့ခုပုံစံနဲ့ခုကိုရုပ်ရှင်ဟိုဇက်ကားမှာပေးလာတဲ့ character နဲ့တကားနဲ့တကားတော့ character ချင်းမှမတူတာမတူတဲ့အခါကျတော့သေုပ်ဆောင်ပုံတွေလည်းကွဲပြားမှာပါအဲမျိုးတို့ဟိုအားလုံးတက်ညီလက်ညီနဲ့ကြိုးကြိုးဆဆနဲ့ဖန်တီးထားတဲ့အမှုပညာလေးတခုပေါ့နော်အဲ့ခါကျတော့မျိုးတို့ဖန်တီးထားတဲ့အမှုပညာလေးကိုပြိသက်တွေအတွက်အစဉ်ပြေမဲ့ထင်ရင်တော့ လာကြည့်ကြပါ လာအားပေးပါလာအကဲဖြတ်ပေးပါလို့မျိုးကဖိတ်ခေါ်ကြပါတယ်ရှင်